ိုလိုရာဒိုကုန်းပြင်းမြင့်ပေါ်မှာထူးဆန်းစွာပျောက်ဆုံးသွားတဲ့လင်မယောင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမန်းချင်တွေကနေပြန်လေးကြိုဆိုလိုက်ပါတယ်တောင်တက်ခီးသောဆောင်တွေတွေဟာကော်လိုရာဒိုကုန်းပြင်းမြင့်ပေါ်မှာစွန့်စားသွားလာခြင်းနဲ့ရက်အတော်ကြာတဲ့အထိပျောက်ဆုံးသွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကိုအနမ်းခံခွေးတွေရှာဖွေရေးဒရုန်းတွေနဲ့ပိုက်စိတ်တိုက်ရှာဖွေခဲ့ပေမဲ့လုံးဝရှာမတွေ့ခဲ့ပါဘူး။ သုံးရက်လောက်အကြာမှာတော့အဆိုပါလင်မယားနှစ်ယောက်ကိုမြစ်တစ်ခုရဲ့ဘေးမှာအသက်ရှင်လျက်ပြန်ရှာတွေ့ခဲ့ပါတယ်။အဲ့ဒီလိုရှာတွေ့တဲ့အချိန်မှာသူတို့ဟာသူတို့ကိုသူတို့ဘယ်သူမှဘယ်နေရာကိုရောက်ရှိနေမှန်းမသိကြတော့ပါဘူး။ဒီအဖြစ်အပျက်ကအတော်လေးခြောက်ခြားစရာကောင်းသလိုဗဟေရီလက်ဆံပါတယ်။ဆိုတော့အထူးဆန်းတဲ့အဖြစ်အပျက်နဲ့ကြုံခဲ့ရတဲ့တောင်တက်သမားလင်မယားနှစ်ယောက်ရဲ့အကြောင်းကိုပုံမသိရဖို့အတွက်ဆောင်းလေးစုံတစ်ချက်လေးတက်ပြီးတော့ဗီဒီယိုကိုဆုံးတဲ့အထိအတူကြည့်လိုက်ကြရအောင်ပါ။ နောက်ထပ်တစ်ခုနှစ်စက်တင်ဘာလတော့ကဒေးဗစ်နဲ့မာရီယာလန်ဂလီလို့ခေါ်တဲ့တောင်တသမားစုံတွဲတွဲဟာကိုလိုရာဒိုဂုံးမြင့်ပြဒေတာကအက်တောင်နန်းကိုသွားခဲ့ကြပါတယ်။ဒီဒေတာရဲ့အရာသေးဥတုအခြေအနေကမအေးလောမပူလောနဲ့အခြေအနေမှရှိနေရကြောင်းတဘာဝတရားကိုချင်းမြတ်နေတဲ့သူတွေအေးဆင်းနေတဲ့သူတွေမကြာခဏလာရောက်လို့ရှိရလဲဖြစ်ပါတယ်။အက်တောင်တန်းဟာ အင်မတန်မှတရားလှပသလိုအဆိုပါတောင်ကျောတဝိုက်ကိုဖြတ်တန်းစီးစင်းနေတဲ့ခရစ်စတယ်မြစ်ကလည်းအတော်လေးတန်ရှင်းကြည်လင်နေမြစ်လို့ပြောရပါလိမ့်မယ်ခရစ်စတယ်မြစ်ဟာတရားရဲ့နေရာတစ်ခုဖြစ်ပေမဲ့ဒီနေရာတဝိုက်မှာမကြခင်နောက်ဆိုသလိုအပြေရှာလို့မရတဲ့လူပျောက်ဆုံးမှုတွေဖြစ်ပွားလိမ့်ရှိပါတယ်ပညာရှင်တွေရဲ့ပြောကြားချက်အရာတော့ခရစ်စတယ်မြစ်ဟာအချိန်ကိုပြောင်းမြန်စီးစင်းစေတဲ့ နေရာတစ်ခုဖြစ်တယ်လို့သိရပါတယ်။ဆိုလိုတာကဒီနေရာတဝိုက်မှာအချိန်နဲ့ကဘာမင်းဆွဲအားကကမောက်ကမတွေဖြစ်နေပြီးတော့အဆိုပါမြင်အနည်းမှာပျောက်ဆုံးသွားကြတဲ့သူတွေဟာအတိတ်ဒါမှမဟုတ်အနာဂတ်ကာလတစ်ခုစီကိုရောက်ရှိသွားကြတယ်လို့ဆိုပါတယ်။ ဒေးဗစ်တို့လင်မယားကတော့အတွေ့အကြုံရှိတဲ့တောင်တသမားတွေဖြစ်တာကြောင့်လူတွေရဲ့ကောလဟလာတွေကိုသိပြီးတော့အယုံကြည်ရှိတဲ့သူတွေတော့မဟုတ်ပါဘူး။ဒါကြောင့်မေးသူတို့ဟာဒီခရီးစဉ်ကိုရွေးချယ်ခဲ့ကြတာပါ။အဲ့ဒီနေ့တုန်းကဒေးဗစ်တို့ဟာအတောင်ကျောကိုတက်ခဲ့ပြီးတော့ခရစ်စတယ်မြစ်ကျောင်းတစ်လျှောက်ကိုခရီးသွားခဲ့ကြပါတယ်။ ပြဲမဲရဲ့မတိုင်ခင်တ냐အလိုမှာတော့မြင့်နဲ့အနီးနီးနားနားနေရမှာပဲရွက်ပြင်တဲထိုးပြီးတော့စကန်းချခဲ့ပါတယ်။နောက်နေ့မနက်3:45မိနစ်လောက်မှာတော့အထုပ်အပိုးတွေအပြင်နဲ့သူတို့လင်မယားနှစ်ယောက်မြစ်ကိုဖြတ်ကူးသွားခဲ့ရကိုဒေသခံငါးဖန်းသမားတအူကတွေ့ခဲ့တယ်လို့ဆိုပါတယ်။ငါးဖန်းသမားကလက်လန်းပြတဲ့ခါမှာသူတို့နှစ်ယောက်ကလည်းလက်ကိုပြန်လဲဝေယံပြခဲ့ပြီးတော့မြစ်ကိုဆက်ကူးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်နောက်ပိုင်းကစပြီးနင်းတွေရုတ်တရက်ကြဆင်းလာကသူတို့ဇုံတွေဟာလည်းမြေကွင်းရှိကနေအစာနာရှာမရပဲပျောက်ဆုံးသွားခဲ့ပါတော့တယ်။သူတို့ပျောက်ဆုံးသွားတဲ့တဲ့ရင်ကိုမိသားစုဝင်တွေကြားသိတဲ့အခါကေဇေးဌာနကိုဆက်သွယ်အကူအညီတောင်းခဲ့ပါတယ်။ ကင်ဆယ်ရေးဖွင့်ကလည်းဟယ်လီကော်ပတာတွေဒရုန်းတွေအနံ့ခံခွေးတွေနဲ့တောင်ကျောတစ်လျှောက်ပိုက်ဆိတ်တိုက်ပြီးတော့၆နိုင်ကျော်ကြောင်ရှာဖွေခဲ့ပါတယ်။ဒါပေမဲ့ဒေးဘေးနဲ့ပတ်သက်တဲ့သဲလွန်စဘာတကူမှရှာမတွေ့ခဲ့ပါဘူး။ဒီလိုနဲ့တော့ရဲကြပြီးရဲ့အခါမှာတော့ခရစ်စတန်မြေးရဲ့အနီးမှာပဲကြောင်အန်းအန်းတွေဖြစ်နေတဲ့ဒေးဘေးတို့လည်းမယားကိုအသက်ရှင်လေးရပြန်ရှာတွေ့ခဲ့ပါတယ်။သူတို့ပြောင်ဆုံးသွားတာ၃ရက်လောက်ရှိပြီဆိုပေမဲ့ဒေးဘေးတို့ရဲ့စိတ်ထဲမှာတော့၆မိနစ်လောက်သာရှိသေးတယ်လို့ထင်နေပုံပါပဲ။ ပြင်းခဲ့တဲ့၃ရက်အတွင်းသူတို့ဘယ်တွေရောက်ပြီးဘာတွေလုပ်ခဲ့တယ်ဆိုတာကိုဘာမှမမှတ်မိတော့ပါဘူး။သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်တဲ့အခါဆေးသုံးထရမျိုးတွေလည်းမတွေ့ရသလိုဒဏ်ရာတန်ကျပ်တွေလည်းရှာမတွေ့ခဲ့ပါဘူး။ အင်တာဗျူးတွေကိုလည်းရေးရရမဖြေနိုင်ခဲ့ဘူးလို့သိရပါတယ်။အဲဒီနောက်ပိုင်းကစပြီးတော့တောင်တက်သမားတွေဟာခရစ်စတန်မြင့်နဲ့ပတ်သက်ပြီးတော့သူတို့ကြုံခဲ့ရတာတွေကိုပြန်လည်မျှဝေလာကြပါတယ်။အဲဒီဒေသကိုရောက်ရင်မြစ်ထဲကနေကိုယ့်နာမည်ကိုခေါ်တဲ့အတန်တွေကိုကြားရတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီဒေသမှာမမြင်ရတဲ့ဝိညာဉ်တကောင်ကလူတွေကိုပျောက်ဆုံးအောင်လုပ်နေရလားဆိုတာနဲ့ပတ်သက်ပြီးတော့ ခရီးသွားတွေကြာမှာဒုလောဒုလောတွေဖြစ်လာစေခဲ့ရပါဒေဗစ်တို့ဇွန်တွေရဲ့အဖြစ်ပြက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အချင်းချင်းယူဆချက်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်အစုံဒီကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုဂျေဇူးထူပဲတင်ရှိပါရရှင်